ီနေ့အတွက်နေ့လယ်စာကိုခနောပတ်ဆောင်တော်ဟင်ခန်းမှာတစုံနဲ့တုံပြီးတော့ချက်ပြပါ။ Okay လေတမျိုးရဲနဲ့ပြေဆုံးအောင်ပြေဆုံးသီးအောင်အခုပဲချက်ကြည့်လိုက်။ဒီနေ့ဇူလကခနောဖက်ဆောင်တော်ဟင်ခမ်းမုံလက်ဖက်ရည်စုံတစုံအသုံးပြုပြီးတော့ငဖယ်ရွတ်ရွတ်ရဲ့အချင်းစီပြန်လေးချက်ပါမယ်။အဲ့တော့ပအဝင်ပစ္စည်းတွေကိုအရင်ဆုံးမိတ်ဆက်ပေးမယ်နော်။ဒီနေ့ငဖယ်တစ်စဲသားအသုံးပြုမှာဖြစ်ပါတယ်။ပြီးတော့စနင်းမုံအယောင်တင်မုံဟောတာကမကြီးရီစီလိုအပ်မယ်။ ပြီးတော့စက်သွန်ဖြူရဲ့ချင်းရဲ့စက်သွန်နီရဲ့နောက်ပြီးတော့ရဲရွယ်ရဲ့လိုအပ်မှာဖြစ်ပါတယ်အရသာအတွက်တော့ဆိုလကခနောပတ်စုံသောဟင်ခတ်မှုလက်ဖိတ်ဇွန်တစွန်းမဲ့အသုံးပြုပြီးတော့ချက်သားမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ဆုလက်ကငဖေ30တာအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့ခနောပတ်စုံသော�ဟင်ခတ်မုတ်ကိုအသုံးပြုပြီးချက်မယ်ဆိုလို့ရှိရင်ပုံမှန်အသားက30တာဆိုလို့ရှိရင်လက်ဖေးစုံတစုံမဲလို့မယ်20တာချက်မယ်ဆိုရင်နှစ်စုံလို့ပါမယ်30တာဆိုလို့ရှိရင်တော့သုံးစုံလို့အမှားဖြစ်ပါတယ်ပြီးတော့မှအရသာအပေါ့ငံကိုမြည်ပြီးတော့ ကိုလိုအပ်သလိုလိုတူပို့ချောထပ်ပြီးတော့ထည့်နိုင်ပါတယ်ရှင် ခနောသက်ဆောင်တော်ဟင်ခတ်မုတ်ကတဘာဝဟင်ခတ်အမွေကြိုင်နဲ့အထိုးကြပေါင်းဆက်ပြီးတော့ပြုလုပ်ထားတာဖြစ်တဲ့အတွက်သူ့တမျိုးတည်းနဲ့ဟင်းရရတဲ့ရတာကောင်းမအောင်ပေးဆွနိုင်ပါတယ်။တခြားစားဟင်းကြုံမုတ်အရတာမုတ်ဘာတစ်ခုမှထပ်ထည့်စရာမလိုဘဲနဲ့အရတာပြည့်ပြည့်စုံတဲ့ပုံစံကိုဖော်ဆောင်နိုင်ပါတယ်ရှင်။ပြီးတော့ဘလို့ဟင်းလျာမျိုးမှမဆိုအသုံးပြုနိုင်တဲ့နောက်တစ်ခုကသားသက်လွတ်သမားတွေအတွက်လည်းအရင်အဆင်ပြေပါတယ်ရှင်။ကဲအဲ့တော့ဒီကနေ့ခနောသက်ဆောင်တော်ဟင်ခတ်မုတ်လက်ဖက်ရုံတစ်စုံနဲ့အသုံးပြုပြီးတော့အရတာရှိတဲ့ငဖက်ရွရွရဲ့အချင်းစီပြန်လေးခုပဲစပြီးတော့ချက်ပါမယ်။ ။ငဖဲတစင်သားချက်မှာဖြစ်လို့ခနောဘတ်ဆော့တော့ဟင်ခတ်မုတ်လဖဲရည်စုံတစုံထည့်ပြီးတော့ငဖဲကိုတေချာလေးစီးပိုင်သွားတဲ့အချိန်နာနာလေးနေပြီးတော့ပောက်ပေးပါမယ်။ဒီတော့ရင်တော့တေချာရီဆေးတန့်စင်ထားတဲ့ရေရွေရဲပေါ်မှာငဖယ်လေးတွေတင့်တော်သလိုထည့်ပြီးတော့အထုပ်လေးရအောင်လို့ထုတ်ပါမယ်။အထုပ်လေးပြင်မသွားအောင်လို့သားသားထူရန်လေးနဲ့ထိန်းထားပါမယ်ရှင်။ ဟင်းချက်သွားလို့ရှင်တာတာထိုးရံရဲ့ဖဲထုံးမှာဖြစ်တဲ့အတွက်ထင်သာမြင်သာရှိအောင်လို့တာတာထိုးရံခက်ကြီးကြီးလေးတောင်းထားပါတယ်ရှင်။စီပူလာရင်တော့ကျက်သွုံဖြူနေချင်းထောင်းထားတာလေးထည့်ပြီးတော့စီတက်ပေးမယ်။စနွေမုံနဲ့အယောင်တင်မုံလေးလည်းထည့်ပြီးတော့အနံလေးခွေးလာတဲ့အထိစိတ်ရှိရှိနဲ့စီတက်ပေးပါမယ်ရှင်။ဒီတော့ရင်တော့ငပြေရွေးရွေးထုတ်ထားတာလေးကိုထည့်ပြီးတော့အိုးလေးလှုပ်လှုပ်ပြီးတော့စီသက်ပေးပါမယ်။ရင်းနှီးလေးထည့်ပြီးတော့နည်းနည်းလေးနှိမ့်ချသွားအောင်လို့ဖုံးအုပ်ပြီးတည်ပေးပါမယ်။ ရွယ်ရွယ်ရောင်ပြောင်းသွားပြီဆိုရင်တော့မကြီးရည်လေးထည့်ပေးပါမယ်။ပြီးရင်ရှင်ရွေးလေးထပ်ထည့်ပြီးတော့အနှစ်ကျသွားအောင်ရွယ်ရွယ်လေးနူးသွားအောင်လို့တေချာလေးထပ်ထည့်ပေးပါမယ်။စီပြန်လာပြီးရွယ်ရွယ်လေးနူးသွားပြီဆိုရင်တော့ဟင်းမွေးလေးရသွားပါပြီရှင်။တော်တော်လေးလေးကိုပြန်ပြီးဖယ်ဖို့တော့မမေ့ပါနဲ့နော်။ ခနောဘက်ဆောင်တော်ဟင်ခမ်းမုတ်လက်ဖေးရုံစုံတစုံလေးကိုအသုံးပြုပြီးတော့ချက်ထားတဲ့ငဖေရွရွရဲ့အချင်းစီပြန်တဲ့အတူတွဲဆမင်ဟင်းလေးလည်းအဆင်သင့်ဖြစ်သွားပါပြီ။ကဲဒီနေ့ရင်းလေစာကတော့ share ပဲဗျာဟုတ်ပါတယ် အဲ့တော့ငါထရေရုပ်ရဲ့အချင်းစီပြန်တဲ့တူတွဲစားဖို့အတွက်ဘူးဒီနဲ့ကြည်ယူနဲ့ဟင်္ဂါလေးချက်ထားတယ်ပြီးတော့ငပိရတိုးစီရနဲ့ဆိုတော့တိပဲကိုရိုင်းလည်းပိုက်စားနေပါပြီဒါပေမဲ့ဆလတ်တော်နေလေးစားမစားခင်မှာအခုဗီဒီယိုကြည့်နေကြတဲ့တယောက်ချင်းစီတိုင်းအတွက်ဆုလတ်ဆောင်လေးပြန်ရရှိနိုင်မယ့်အထူးစီစဉ်လေးအကြောင်းလည်းပြောပြပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့အခုချက်ပြသွားတယ်လို့မျိုးခနောပတ်ဆောင်ကောင်းဟင်းခက်မုံလက်ဖက်ရည်စုံစုံကိုအသုံးပြုပြီးတော့ဟင်းလျာဖန်ပြရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ကိုရိုင်းချက်ပြုတ်တင်စင်တဲ့ဟင်းလျာကိုခနောပတ်ဆောင်သောဟင်းခက်မုံနဲ့အတူဓာတ်ပုံဒါမှမဟုတ်ဗီဒီယို ပြီးတော့ public နဲ့ post တင်ရမှာဖြစ်ပါတယ်။တကယ်လို့များ TikTok channel ရှိမယ်ဆိုလို့ရှိရင်လည်း JUF video create လုပ်ပြီးတော့ပါဝင်ဆင်ပြိုင်လုပ်လို့ရပါတယ်ရှင်။ကိုက public နဲ့တင်ထားတဲ့ post link လေးကိုခဏမြန်မာ Facebook page ရဲ့ campaign announcement post အောက်မှာ comment လေးမှတ်ပေးရပါမယ်။အဲ campaign ကာလအနည်းငယ်က February 24ရက်နေ့ကနေပြီးတော့ March 20ရက်နေ့လယ်12နာရီအထိဖြစ်ပါတယ်ရှင်။ပြီးရတော့မယ့်စုရဲ့အနည်းငယ်ဆိုလို့ရှိရင် People Choice Award အဲရေအများဆုံးဟင်းဝဲစုတစ်ယောက်စုချင်းငွေ2သိန်းကျပ်ပြီးတော့ရင် Canon Spirit Award Canon အကြိုက်ဆုံးဟင်းဝဲ ွဲစုတစ်ရောက်စုချင်းငွေ2သိန်းချက် Platin Perfection Award ၊ခင်မွေးအပြည့်စင်ကောင်းမွန်ဆုံးဆုတရဆုချင်းငွေနှစ်သိန်းချက်၊ The Creative Quizin Award အကောင်းဆုံးစံသစ်တီထွင်နိုင်မှုဆုတရဆုချင်းငွေနှစ်သိန်းချက်နဲ့ The Best of Kano အထူးဆု10ရဆုချင်းငွေ9000ကျပ်စီဆိုပြီးတော့ရွေးချယ်ပေးရတာမှာဖြစ်တဲ့အတွက်အခုပဲ Kano သက်ဆောင်တော့ဟင်ခမ်းမွန်လက်ဖက်ရည်စုံတစုံအသုံးပြုပြီးတော့ဟင်းမြရလေးဖန်တီးလိုက်တော့နော်။အဲအခုလိုမျိုးကန်တူးကျင်နေဆိုရင်တော့ post တင်တဲ့အခါမှာ hashtag တစုံချဲလန် hashtag ခနောမြန်မာကိုမဖြစ်မနေထည့်ပေးဖို့လည်းလိုပါတယ်ခင်ဗျာ။ဟုတ်ပါတယ်။ ကဲဒီတော့အခြားတာပုံပေါ်ခဏသက်ဆောင်သောဟင်ခံပေါ်လက်ဖက်ရည်စုံတစုံနဲ့လိုရယ်နော်